်မင်္ဂလာပါမြစ်ရှင်နာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင် တိုင်းနာလူမျိုးစုတွေအတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ချန်ပြည်မြောက်ပိုင်းမှာကျန်းရင်တပ်စကန်10ခုကျော်ကိုဖယ်ရှားလိုက်ရတယ်လို့ KIO ကျန်းရင်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်မြေဆုံရေအားလက်စစ်စီမံကိန်းရပ်ဆိုင်ခဲ့ရတာကြောင့်လက်စစ်တအားဖူလုံမှုမရှိဘူးလို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းပြောပါတယ် စီအခြေအနေတွေကြောင့်လီရိုလန်တခြားကြီးရွာတချို့မှာအရင်နှစ်ကထက်လေလုံးနှုံထက်ဝက်လောက်ရော့ကျလာနိုင်ပွဲရှိတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ချန်ပီယံမြောက်ပိုင်းမှာကျန်ရီတက်စကန်10ခုကျော်ကိုဖယ်ရှားလိုက်ရတယ်လို့ကျန်ဦးကျန်ရီပြန်ကြိုက်ဌာနကတင်ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်နယ်မြေကချင် substate ကကချင်လွတ်လပ်ရေးတမတော် KIA တပ်ခန်းတချို့ဘက်ကိုတောင်းမျိုးသားလူမျိုးရေးတမတော် PSLF TNL ဘက်ကအင်အားအများပြားနဲ့ရုတ်တရက်ဝင်ရောက်ပြီးတပ်ခန်းနေရာတွေဖယ်ရှားပေးဖို့ PR ပေးခဲ့တယ်လို့ KIO KIA တနင်္လာပြန်ကြားရေးဌာနရဲ့မေလ23ရက်နေ့သတင်းရုတ်တန့်အစီအစဉ်မှာထုတ်လွှင့်ခဲ့ပါတယ်။ Good Camera ကဘာနာ KIA ကစ်ခိုင်ရုံးတဲ့ဂဂဂင်ရနာ KIA ဒပ်ရှရာရှီဂျန်ဖေ TNLA နီဖျန်ဂွန်မာဂျာတဲ့သူကနိုအိုက်တာ မန်ခန့်ကမ်ပီနမ်ချိုကေအကွန်ယင်ကောဝဲလမ်နီငါရေဖေမုံချေလူအိုင်ကိုခိုင်မျိုးက KIO ဆက်ဆံရေးရုံးနဲ့တခြားနယ်မြေဘက်က KIA တပ်စခန်းတွေရာဆယ်ခုကျော်ကိုဖယ်ရှားလိုက်ရတယ်လို့ပြောပါရတယ်။ဒါအပြင် KIA ကနေတိုက်ခိုက်သိမ်းယူထားတဲ့မုံမော်နမ်ဟိုင်းနယ်မြေကို TNRA ဘက်ကအင်အားအများပြားနဲ့မေလ15ရက်နေ့က KIA တပ်စခန်းနေရာတွေကိုဖယ်ရှားပေးဖို့ပြောဆိုခဲ့ပါရတယ်။မုံမော်မှာတပ်စခန်းချနေထိုင်တဲ့စစ်ကောင်စီတပ်စခန်းကို KIA တက္ကနီ2023ခုနှစ်အော်တိုဘာလ30ရက်နေ့ကတိုက်ခိုက်သိမ်းယူထားတဲ့နေရာဖြစ်တယ်လို့ဆိုထားပါဗျ။နေမင်းအငင်းပွားမှုတွေနဲ့ပတ်သက်ပြီး KIA နဲ့ TNA တို့ဆွေးနွေးတာတွေရှိပေမဲ့လက်ရှိအချိန်ထိပြည်လည်မှုမရှိသေးဘူးလို့လည်းထပ်မံသိရှိရပါဗျ။ဒီကရောရှိတယ်လို့အဲကြားရပါလေနော်အဘေးစစ်ကတော့အခုတတိကတော့မကြားရသေးပါဘူးအခုနှစ်နှစ်ဆန်းပိုင်းလောက်ကနေရှမ်းပြည်မြောက်ပိုင်းဘက်မှာနှစ်ဖက်တည်းရဲ့အောက်ခြေတပ်တပ်တွေကြားမကြာခဏဆိုသလိုနေမြေအငင်းပွားမှုတွေခက်ဆစ်ဆစ်ဖြစ်ပေါ်ခဲ့ရလည်းဖြစ်ပါတယ် စန်ရိုင်လာ26ရက်နေ့ညနေပိုင်းကလူမှုကရင်ဆာမျက်နှာမှာပြန့်နှံ့လာတဲ့ရုပ်တံတစ်ခုမှာတော့ TNLA တပ်သားအင်အားတရာကျော်လောက်ဒီမာဒေရဘက်အင်အားပြချေတက်လာချိန်နမ်ဖက်ကနဲ့နမ်ဥဘက်မှာရှိတဲ့ KA gate တွေကနေတားဆီးရင်နှစ်ဖက်တပ်သားတွေအချင်းများနေကြတာကိုတွေ့ရှိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ February လ29ရက်နေ့ကရှမ်းပြည်မြောက်ပိုင်းမန်တုံနဲ့မိုးမိတ်ကြားမမောက်ရွာမှာရှိတဲ့ KA တပ်စခန်းဘက်ကို TNLA တပ်သားတွေအင်အားအများပြားနဲ့ဝင်ရောက်လာပြီး KIA တတတချို့ကိုရိုက်နှက်ထိုးကျိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှန်တုံမြို့နယ်ကနှစ်ဖက်သက်နယ်မြေအငင်းပွားမှုနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာလူကြီးတွေကနေညှိနှိုင်းဆွေးနွေးပြေလည်သွားတာမျိုးရှိပေမဲ့ရတတပတ်ကျော်အကြာမတ်လ9ရက်နေ့ညနေပိုင်းမှာတော့ကိုခိုင်မြို့ထက် KIO ဆက်ဆံရေးရုံးကိုဖယ်ရှားဖို့ TNLA တပ်သားတွေလာရောက်မောင်းထိုးတဲ့ဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ KIA ထိန်းချုပ်ရာတမဟာ6နယ်မြေကဒီမာဒေတာဘက်အပြင်နမ်အုံနမ်ဖက်ကမုံဝီမုံကိုစားတဲ့နေရာဒေတာတွေဘက်မှာ KIA နဲ့ TNLA လက်အောက်ခံတပ်သားတွေအချင်းချင်းအင်အားပြအငင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။မြစုံရေရလက်စစ်စီမံကိန်းရပ်ဆိုင်ခဲ့ရတာကြောင့်လက်စစ်တအားဖူလုံမှုမရှိဘူးလို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျင်မင်းအောင်လည်းကပြောပါတယ်။မေလ20ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့လုံခြုံရေးနိုင်အစည်းအဝေးဒုတိယနေ့မှာမေအောင်လင်ကအဲ့ဒါလိုပြောခဲ့တဲ့အကြောင်းမြမလင်းတဲ့ရင်စာမှာဖော်ပြထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ရာလဲဆဲစီမံကိန်းတွေကိုမြေချောင်းတွေပေါ်မှာဆောင်ရွက်လို့ရနိုင်ပေမဲ့တချို့နေရာတွေမှာလုံခြုံရေးအကြောင်းရနာချရသလိုလုံဝန်းဆောင်ရွက်လို့မရတာတွေလည်းရှိတယ်လို့မင်းအောင်လင်းကပြောပါတယ်။ဒါကြောင့်လုံဆောင်လို့ရတဲ့နေရာတွေကိုဖုံးထုတ်ဆောင်ရွက်တော့ရမှာဖြစ်တယ်လို့လည်းအစီအဝေးမှာပြောခဲ့တယ်လို့သိရပါတယ်။ ပြည်ရဲ2024ခုနှစ်နှစ်လပိုင်းတုန်းကတော့မြေဆုံရေကာတာကိုစီမံကိန်းရေးဆွဲချတဲ့အမြင့်ချက်နှိမ်ပြီးဆောက်လုပ်သွားဖို့တရုတ်ဘက်ကညှိနှိုင်မှုတွေရှိရလို့လဲစစ်ကောင်စီကကချင်မြေဝန်ကြီးချုပ်ဦးခထိန်နန်းကမချနာတရင်ချာနေကိုဖြေချခဲ့ဖူးပါတယ်။သမ္မတဦးဒိန်းစိန်လက်ချက်ကဆေးစုနှစ်တစုကြော်ကြားရဆိုင်ထားခဲ့တဲ့မြေဆုံရေအလဲစီစီမံကိန်းကိုပြန်လည်အကောင့်ချိန်ဖို့ဖို့အတွက်တရုတ်ဘက်ကစစ်ကောင်စီကိုပြန်လည်ညှိနှိုင်မှုတွေလည်းရှိနေတာပါ။ တိဆောက်ရင်နဲ့ပတ်သက်ပြီးစီမံကိန်းအတိတ်စိတ်ကိုမသိရသေးတဲ့အပြင်အမြင့်ပေဘလောက်ချီဆောင်မေဆိုရလဲတတိကျကျမသိရသေးပါဘူးတိဆောက်ရေကာတာကိုအကောင့်တွေဖော်ဖို့စီကောင်စီအနေနဲ့မဖြစ်မနေပြန်လည်စတင်လာမယ်ဆိုရင်လည်းအချင်းပြည်နယ်အတွင်းကတဘောဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေအနေနဲ့ဆက်လက်ကန့်ကွက်မှုတွေလုံဆောင်နေအောင်မယ်လို့လည်းသိရပါတယ် Institute for Strategy and Policy ISB မြန်မာ China Desk ရဲ့ 2020ခုနှစ်အောက်တိုဘာလကဖော်ပြထားချက်အရတော့စေဆုံးလုံးမင်းနေမြေအခြေအဝန်ဟာ18000စတူယန်မိုင်အထက်ရေလောင်ကန်ကြီးရဲ့ရေအမြင့်980ဘေးဆေအမြင့်ဘေး900ရေလောင်ကန်ကြီးရဲ့အမြင့်ဆုံးထိန်းနိုင်တဲ့ရေအမြင့်ဘေး950ဆေနဲ့အများဆုံးထိန်းထားနိုင်တဲ့ရေချု34ဧကဘေးတန်ဖြစ်ပြီးယူနီမြုံနှံမှုခန့်မှန်းကုန်ကြစေအမေရိကန်ဒေါ်လာ3.6ဘီလီယံရှိလို့သိရပါတယ် ပညာရှင်တွေရဲ့အစီရင်ခံစာအရစီမံကိန်းကြောင်းရေမြုံနိုင်တဲ့ area ဟာစင်ကာပူနိုင်ငံအရွယ်အစားဝန်ချင်းရှိပြီးလူပေါင်းတောင်းချီရွှေ့ပြောင်းရနိုင်တယ်လို့လည်းသိရပါတယ်။စီမံကိန်းဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးသောစကိုင်းငလင်ပြည်ရွေကျော်နဲ့ကီလိုမီတာ၁၀၀လောက်သာဝေးတာကြောင်းငလင်လုံခရင်ရေကတာပြူချနိုင်တဲ့အခြေရရှိနေပြီးပြူချခဲ့ရင်တော့မြေချနာမျိုးဟာရေလွှမ်းမိုးနိုင်တယ်လို့အစီရင်ခံစာတွေကဆိုထားပါတယ်။မြေဆုံစေးတည်ဆောက်ဖို့အတွက်၂၀၀၂ခုနှစ်မှာမြေလေးလာတိုင်းထွားမှုတွေစတင်ပြီး ခန်းဆိုင်လျက်စစ်တပ်အဘေကွန်မဏီကတောင်ပရိယောမှာအသေးစားမူလေဝါသားနဲ့စလဗေဒဌာနတစ်ခုတည်ဆောက်ခဲ့ပါတယ်။2006ခုနှစ်မှာ CBI ကုမ္ပဏီ MOEE မြန်မာလျှက်စစ်တပ်ထုတ်လုပ်ရေးနဲ့ရာလဲစဲဌာနတို့နားလည်မှုစာချွန်လွှဲ MOU ရေးချိုးပြီးတော့2009ခုနှစ်မှာတော့ဘန်ကာရဲ့တဘောပုံချင်းဆိုင်ရာလေးလာဆန်းဆွေးမှုအစီရင်ခံစာ EIN ထွက်ရှိပြီးတော့နားလည်မှုစာချွန်လွှဲကိုအပိတက်လက်မှတ်ထိုးခဲ့ကြရလို့ ISP မြန်မာ China Desk ကဆိုပါတယ် အဲဒီနောက်2009-2010မှာတော့စီမံကိန်းနဲ့မလုပ်ကိန်းတဲ့အခြေအရာကိုစတင်ရွှေ့ပြောင်းခဲ့ပြီးတိဆောက်ရေးစီမံကိန်းအဆင့်အတွက်ကိုစတင်ခဲ့ကြရာလုံခြုံရေးအတွင်းပေါက်ကွဲမှုအလေးချိန်ဖြစ်တာကြောင့်လူသိဆုံးမှုတွေရှိခဲ့ပါတယ်။ဗီဒီယိုလူချုပ်ကန့်ကွက်တာကြောင့်တမတအူသိန်းစိန်ကသူ့ရဲ့အစိုးရတတန်ကုန်ဆုံးတဲ့အထိစီမံကိန်းကိုရပ်ဆိုင်ကြောင်2017ခုနှစ်စက်တင်ဘာလကုန်ပိုင်းမှာကြေညာခဲ့တာကြောင့်မြေဆုံရေးအားလျက်စီမံကိန်းကိုရပ်ဆိုင်ခဲ့တာအခုဆိုရင်73နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ စစ်ကောင်စီကနေကချင်ပြည်နယ်အတွင်းနယ်မြေပြန်လည်ဆိုးမှုထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းထိုးလှုပ်ရှားတာတွေရှိလာပါတယ်။မင်းချနာဖကန်လန်မွန်ညင်ဖကန်လန်လီဒိုလန်ဝိုင်းမော်ဝရှောင်းလန်အင်ဒိုဂျီဒေတာဘက်ကချီော်တွေဘက်မှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေပူးပေါင်းပြီးစစ်ရေးလှုပ်ရှားလာတာပါ။ဖကန်မင်းချနာလမ်းပိုင်းကိုမေလ၄ရက်နေ့ကတည်းကအင်အားရာကြီးပိုင်းရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေစစ်ကြောင်းထိုးလာတာဖြစ်ပြီးဖကန်ဒေတာဝင်ဖို့၁၀မိုင်လောက်ပဲကြာရှိတော့တဲ့တရားညီနောင်ချေးရွာနဲ့နမ်တင်ချေးရွာနာအထိရောက်ရှိနေကြပါတယ်။ အခုဆိုရင်စစ်ကောင်စီတပ်သားချုပ်ဖက်ကန်ဒေတာကိုဝင်ရောက်နေပြီလို့ပြောဆိုမှုတွေလည်းရှိနေပါတယ်嘿，那么听不搞我都在意的，是哪个呢？我呀，弄我都他们，弄看看呢，我是那个把你给人家弄嘛，不是那个把你搞掉的呢。ဝိုင်းမော်ဝါရှောင်းလမ်းပိုင်းမှာတော့မကြာခဏတိုက်ပွဲဖြစ်ပွားလေးရှိပြီးမေလတတိယပတ်လောက်ကတည်းကစစ်ကောင်စီနဲ့ပြည်သူစစ်တွေစစ်ကြောင်းထတ်ထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေကနေခုခံတိုက်ခိုက်နေတာပါ ကချင်လွတ်လိုက်ရေးတတ်မတော် KIA ကနေဝိုင်းမော်လိုက်စာလန်ဒရှောင်းနဲ့ဝိုင်းမော်ကမ်ပိုင်ဒီလန်ဒရှောင်းကကြေရော်တွေကိုမနစ်ကလေးကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အဲဒါကြောင့်အခုချိန်မှာဝိုင်းမော်မျိုးအထက်58တိုက်ရင်အရှိပတ်နဲ့တာကရရက်ွက်တောင်ဘက်အထိတာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တာပါ။ Energy Data ဘက်မှာတော့စစ်ကောင်စီနဲ့ရှမ်းနေပြည်သူစစ်တွေပူးပေါင်းပြီးအင်တာစနွင်ကုန်းကြေရော်တွေဘက်ကိုမေလ14ရက်နေ့ကလေးကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီကအမြင့်ပြင်းအပြင်း လေကြောင်းကနေပါခုခံတိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်။ KIA တပ်ပေါင်းစုကနေပြီးခဲ့တဲ့2024ခုနှစ်မတ်လ9ရက်နေ့ကတည်းကထိုးစစ်ကိုစတင်ခဲ့တာဖြစ်ပြီးအထူးဒေတာတစ်တခုလုံးကိုတင်ပိုက်ထားနိုင်ပြီးမြို့နယ်မြို့နယ်ခွဲ14ခုကိုလည်းထိန်းချုပ်ထားနိုင်ပါတယ်။ကချင်ပြည်နယ်အတွင်းကမြစ်ရှိနာမြို့အပအဝင်မြို့အများစုမှာဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာဆယ်လပြည့်ခဲ့ပြီဖြစ်ပြီး ပြည်သူတွေတည်င်းအချက်လက်သိရှိပိုင်ခွင့်တွေဆုံးရှုံးနေရပါတယ်။ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခံထားရတဲ့အတွက်တည်င်းအချက်လက်ရယူမှုတွေနဲ့တည်င်းအချက်လက်မျှဝေသုံးစွဲမှုတွေဆုံးရှုံးနေရတယ်လို့တည်င်းအေဒီတာသူကမြေချနာတည်င်းချနေကိုပြောပါရတယ်။အင်တာနက်ပြည်ဖုန်းလိုင်းတွေမရတဲ့ခါကျတော့ပထမတစ်ခုကတော့တည်င်းပြည်ပိုင်ခွင့်ဆုံးရှုံးတာပေါ့နော်။ဒီဝိနံခံပြားတဲ့နေရာဒေသလူမျိုးကတည်င်းတွေဟိုအဲ့လိုမျိုးပေါ့နော်။ဟိုဥပမာပြောရရင်မတရားရွှေ့ပူးတာတို့ပါတို့ လူမျိုးတွေနဲ့ကိုလိုက်တဲ့နေရာမှာဖုန်းနဲ့အင်တာနက်လိုင်းမရှိတော့လိုင်းလို့မရတော့ပြည်သူလူထုရဲ့ဒရင်ပြပိုင်ဝင်နေတာဆုံးရှုံးသွားတယ်ပေါ့နော်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်တာအချိန်ကြာလာပြီဖြစ်ပြီးလုံလုံခြုံခြုံနဲ့ဆက်သွယ်နိုင်ဖို့ဖုန်းလိုင်း operator တွေပြန်ဖွင့်စေချင်တဲ့လို့မြန်မာမျိုးကဒေတာခတ်အမျိုးသမီးတူကတောင်းဆိုပါရယ် Starlink ဆက်သွယ်နေဖွင့်ထားတဲ့အင်တာနက်ဆိုင်တွေမှာသုံးမိဆိုရင်လေနေ့တိုင်းအလုပ်သွားရတဲ့အတွက်ညပိုင်းရောက်မှသာအသုံးပြုရတဲ့အခါလုံခြုံရေးဆိုရင်ရတယ်လို့လည်းဆိုပါရယ် အဲ့ဒီလိုဖုန်းလိုင်းပြတ်တောက်နေတာကြောင့်ပြည်နယ်အတွင်းမှာကုန်စည်စစ်ဆေးမှုတွေနေကွေတွားသလိုအင်တာနက်အသုံးပြုပြီးစီးပွားရှာသူတွေပညာသင်ကြားနေရသူတွေအတွက်လည်းအခက်အခဲတွေကြုံနေကြရတာပါမြို့နာမြို့မှာ Starling စားတဲ့ Wi-Fi ဆက်တွေအသုံးပြုတဲ့တူတွေများပြားလာတာကြောင့်တက်ဆင်ထားတဲ့ဆိုင်တွေနဲ့အိမ်တွေမှာ စကောင်းစီတက်ကရှောင်းတကင်ဝင်ရောက်ရှာဖွေရာတွေနဲ့စစ်စေးဖန်စီရာတွေလည်းပြုလုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ23ရက်နေ့ကနေစပြီးမကျွန်တော်မျိုးအပါအဝင်ကချင်ပြည်နယ်ကမျိုးနေတတော်များများမှာ MPT, Oridu, Maintenance အသံဖုန်းနဲ့ Internet line တွေအကုန်ပြတ်တောက်ခဲ့တာပါ။စီအခြေအနေတွေကြောင့်လီလိုလန်းတစ်ချောက်ကြီးရတချို့မှာအရင်နှစ်ကထက်လေလုံနှုံထက်ဝက်လောက် ရော့ချလာနိုင်ပွဲရှိတယ်လို့ဒိရခန်တွေကပြောပါတယ်။ခမန်းလို့မရတဲ့စီရီအခြေအနေတွေကြောင့်လီဒိုလန်တရှောက်မှာရှိတဲ့တုံဘုံခလဝခုံဆိုင်လကောင်းတောင်ဝရဇုပ်ရှဒုဇုပ်စတဲ့ခြေရော်တွေကဒိရခန်ပြည်သူတွေဟာဘေးလွတ်ရာနေရာတွေစီထွက်ပြေးတင်းရှောင်နေရပါတယ်။အဲ့ဒီခြေရွာတွေအပြင်တွမ်ဘန်မန်ဘန်နောင်မီတင်ကော့စတဲ့ခြေရွာတွေကလေလုတ်တောင်သူတွေဟာနှစ်တိုင်းဧကတောင်ကနန်းလောက်လေလုတ်ကင်ကြပေမဲ့လက်ရှိစီးရဲ့အခြေအနေတွေကြောင့်အချိန်မီလေလုတ်ကင်နိုင်ဖို့အခက်ကြုံနေကြရတယ်လို့ လီဒိုလာနေဒေတာခံပြည်သူတို့ကပြောပါတယ်လောကဒေသခံကတော့ညီယောတဘုံခလာညီမသူတင်យ៉ាងတနေငါရောခတ်သူခါတော့လောခလုနာမစူဆန်လာခွေလို့ရတဘုံဆာရှုပွားရမ်ကြခဲကျန်ချင်းဒါယန်းနမတူစင်ချင်းကျန်ချင်းဒါရလောင်းနေပါရဲ့ဆိုဒါပြင်လက်ရှိမှာတော့တွမ်ပန်းမန်ပန်းနောင်မီချေဝဒီဒါခန်ဝီဟာယွာအသွင်းနေထိုင်နေသေးတဲ့အခြေအနေရှိပေမဲ့လေလုံးဖို့သွားတဲ့အချိန်တွေမှာ စစ်ကြောင်းနဲ့သုံးမိမဲ့အခြေအနေတွေကိုစိုးရိမ်နေကြသူတွေလည်းရှိရလို့ဆိုပါတယ်။တောင်တူတွေအနေနဲ့ April ပိုင်းကစပြီးပုံမှန်လဲထွန်ကြပြီမဲ့လက်ရှိအခြေအနေအရငွေကြေးတတ်နိုင်သူတချို့ကသာလဲထွန်တာတွေရှိပြီးလဲလုံလုံတိတိတတ်တာရော့ကျနေရလို့လည်းသိရပါဗျ။ နောက်ထပ်လီဒိုလန်နေဒေတာခံပြီးသူတို့ဦးရပြောပြချက်အရအရင်နှစ်တွေကလီဒိုလန်ပိုင်းတလျှောက်ဧကတထောင်လောက်လောက်ကင်ချပေမဲ့ဒီနှစ်အတွင်းလောက်ကင်နိုင်မဲ့လေဧကဟာ9000လောက်သာရှိနိုင်တော့မဲ့အခြေအနေဖြစ်တယ်လို့သိရပါဗျ။ဖက်ကမြို့နယ်လီဒိုလန်ပိုင်းကကြေးဝတချို့မှာတော့လက်ရှိအခြေအနေအရလေထွန်လို့မရသေးတဲ့အခြေအနေမြင်တွေ့နေရတယ်လို့လီဒိုလန်နေဖက်ကန်ဒေတာခံပြီးသူတို့ကလည်းပြောပါဗျ။ yalo wa nga ya mong wa ma mai ma sele i wa na nda ma nga ma sai ya kha kha gi go sung ga ang go ri ge da chang chu mo nai da de lai wa lai sa cha mai ku ren ga ri ge da de ri m cha ni wa ma mai da im sa be yu ga a yang go ta wa go ne bi mai nga jang go khom na tu sha dong na go mai bi ne ga ren ga yong go de hu ya de ning go de hu ma sa de ren ga ga ဖေဗူရီလလောက်ကနေစာပြီးဟူကောင်းဒေတာလီဒိုလန်တလျှောက်စစ်ကောင်စီပူးပေါင်းတပ်တွေစစ်ရေးလှုပ်ရှားမှုခက်ဆစိတ်ဖြစ်ပေါ်လာပြီးနောက်ယိုဟာသွေးဝင်ရောက်တပ်ဆွဲတာတွေပြုလုပ်ခဲ့ပြီးနှစ်ဖက်သက်တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါတယ်။ဧပြီလ14ရက်နေ့ကနေစပြီးစစ်ကောင်စီတပ်နဲ့မင်းစေးတပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေလဝချေးရွာအနီးတစ်ဝိုက် KIA တပ်ရင်း20နေမြေဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူးပေါင်းတပ်ကနေခုခံရင်းတိုက်ပွဲပြင်းထန်လာတာလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIA တနင်္လာနေ့ပြန်ကြားရေးတာဝန်ခံ ဘိုမူဂျီနော်ကူကလည်းမစ်ချနာသတင်းချန်နယ်ကိုပြောပြပါဗျ။ဒါအပြင်ပြီးခဲ့တဲ့မေလ၄ရက်နေ့ကတည်းကမစ်ချနာဖက်ကန်လန်အတိုင်းစစ်ကောင်စီပူးပေါင်းတပ်တွေကစစ်ကြောင်းထုံးနေတာဖြစ်ပြီး KIA KVDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နမ်ယာချေးရွာကိုကျော်လွန်ပြီးတော့ကတ်မော်စုချေးရွာမှာတပ်ဆွဲနေခဲ့တာပါ။အဲဒီလိုလီတိုလမ်းပိုင်းတလျှောက်နေရာတချို့မှာစစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ကချင်လွတ်တိုက်ရေးတပ်မတော် KIA တို့ကြားစစ်ရေးအခြေအနေတင်းမာလာတဲ့အတွက် ခြေဝါတချို့ကဒေတာခံပြည်သူထောင်ချီဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။မြစ်ချနာသတင်းချာနဲ့ TV အစီအစဉ်ကိုအပစင်ဂျာရာပတိနဲ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်မြစ်ချနာသတင်းချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါကျမ်းမာချမ်းသာကြပါစေ။